ငါလာ အုံးသီးတက်ခူးမလို့လေဘာဖြစ်လို့လဲဟာအဲ့ဒါဆိုမတက်နိုင်ကပြီမတက်နိုင်မင်းသိပေမောပျောက်ကြလိမ့်မမတက်နိုင်ဖိုတူစွန်ရင်တကြီးပြောနေပြီမင်းငပိန်ကတော့ဟဲ့ဘုဒ္ဓငါမှလို့သိပေမောပျောက်ကြရမှာလေတိုင်းသမားငပိန်မကွာဒီသိပေအမြင်လောက်ကတော့အေးစေပြီအေးပါမင်းရမင်းဘာပေးမယ်တက်ခဲ့တက်ခဲ့ဒီနေ့သိပေမတက်နိုင်ကွာဟိုငါအာယုံထဲမှာမင်းသိပေမောကနေပျောက်ကြပြီလက်ကျိုးသွားရလို့မြင်ခဲ့တယ်ကွာ ငါတပင်ပေါ်ကပြုတ်ကြတာရာဆွေမရှိပါဘူးဖို့ထူတာမင်းမြင်မှကြောင်းငါတက်တည်ပြမယ်ဒါပဲဟိငပိန်နဲ့ပြပြောဆူဆူနဲ့ဖုံးချသွားတယ် ူကြောင်းမြလာအောင်မြင်တော့သူ့မွေးထားတဲ့ကြောင်းလေးတူတူဟာထုံးစံအတိုင်းသူ့စီကိုပြေးသွားတယ်။လာမအောင်ကတူတူလေးကဖိုတူလည်းချက်ချင်းဆိုသူလိုပဲလွယ်ရင်တောင်မချနိုင်ဘူး။သူ့ကြောင်းလေးကိုပွေ့ချလိုက်ပြီးပုတ်သက်ပေးနေရော်လေ။ဒီနေ့အိမ်မနေရတာဘလို့လဲ။အမေကငါးကြော်နဲ့ထမင်းကျွေးရလား။အဲ့လိုနဲ့ကြောင်းပုတ်သက်ပြီးစကားပြောနေတော့ဖိုတူအမေရှောက်လာတယ်။တားရဲ့လွယ်လေးပါလေးချကျောင်းစင်းလေးပါလေးလဲပါအောင်ကွ။ဘယ်နဲ့ ကျောင်းမြန်လာနေတခါလေကြောင်မေးပို့နေရတယ်လို့အမေတားကြောင်တွေကိုအစာမကျွေးဘူးလားဘိုက်စာနေပြီထင်နေအမလေးတားကြောင်ဟာဒီစားသလောက်မဝရကြောင်ရင်စောနာကပဲသူ့တညောင်ညောင်နဲ့တောင်းနေလို့ငါးကြောင်နဲ့တမေကျွေးပြီးပြီအော်ဟုတ်လားအမေကဲတားလေးရေမို့ကျတော့ပြီးရင်အမေတို့တမေစားကြရအောင်ဟုတ်ဟုတ်မေအိမ်နောက်ညရောက်တော့ကြောင်ကိုအိမ်မော်ခေါ်တင်လာတယ် တောင်မြင်တော့တော်ပြုံးဟာဟဲ့တာကြောင်မလို့အိမ်မော်ခေါ်လာလေတို့တို့အောင်မနေပါစီလီဟာအမေကလေညကြောင်မိုးရမှာတည်နေဗျမိုးတွေမှိုင်းနေရဟာမိုးရရင်အောက်တက်ကမိုးပတ်တော့သူ့ကိုမိုးဆူမှာပေါ့ဗျအမလီမပြောချင်တရိတ်ဆန်ကိုတရိတ်ဆန်နေရထားမှာပေါ့အဲ့ဒီကြောင်ကြီးခဏခဏကြီးရလဲအမေမကြိုက်ဘူးနော်ကြောင်မွေးတွေကပါဇက်တယ်ဝင်တန်းနိုင်ရင်ချက်ဖြစ်တတ်တယ်တိုင်းဒါလို့နေဒေါ်ပြုံးရဲ့ကြောင်နဲ့ပတ်သက်ပြီး ဆုံးမတွေစကားတွေကတောက်လျှောက်ထွက်လာတော့တယ်။သူတို့တလို့ပြောနေတော့မှမိုးကအုံငနေဆိုပြီးရွာချလာတော့တာပါ။ဒေါ်ပြုံးလေးသူ့တောင်ကိုပြောမရတာနဲ့ဆက်မပြောတော့ဘဲအခန်းထဲကိုဝင်သွားတော့တယ်။ကဲတူတူကြီးငါ့အမေပြောလို့အရင်ဆေးရိမ်မနေဘူးနော်ကြာလား။မိုးကရွာနေပြီ။ဒါမင်းကံမကောင်းခြင်းနဲ့ကြောင်လေးခင်များတို့အိမ်မမမနေပဲအောက်ကိုပြန်ဆင်းရတဲ့အတွက်မိုးရီရီဆိုပြီးမနေ့ရောက်တော့တေးသွားခဲ့တယ် ူတူရမင်းမလို့ငါပြောစကားကိုနားမထောင်ရတာလေမင်းကွာငါတလူဖြစ်မှာဆိုလို့အပေါ်မှာပဲအိမ်လူပြောတယ်ဟောက်တရိတ်ဆန်ဆိုတာကတော့တလူပါပဲဖို့တူရင်တို့ကကိုထားရဲ့နေရာမှာနေရင်ကြတာမဟုတ်ဘူးတို့အစီမရဲ့နေရာမှာပဲနေရင်ကြတာဟောက်မဟုတ်ဘူးငါသာသူသေးမအောင်ကြိုသိခင်တလူဖြစ်မှာမဟုတ်ဘူးဟောက်ဖို့တူလည်းတလူပြောပြီးတော့ကြောင်ကိုသိမြင်ခြင်းမှာမြေမြုပ်နေခဲ့တော်တယ်အိမ်နောက်တော့နေသူတော်ပေါင်းတော့ ကျွန်တော်အခုလိုမျိုးကိုချစ်တဲ့သူတွေကိုမဆုံးရှုံးရအောင်ရှေ့ကိုကြုံမြင်နိုင်တဲ့အစွမ်းမျိုးပေးသနာတော်မူပါဖြစ်လာမယ့်မကောင်းတဲ့အရာမှန်သမျှကိုတားနိုင်ပါစေဖို့သူလည်းပြောပြောဆိုဆိုနဲ့တပ်ပင်ကိုကတော့နေတာဆိုတော့မိမိုင်းကတော့ဒါကိုကြည့်ပြီးနေနဲ့လေဒုက္ခပဲဖို့သူရဲ့ဒုက္ခပဲရုပ်တရက်ဆိုသလိုဖို့သူရဲ့ကောင်းနေမူလာတယ်အာမိမိုင်းငါငါမပြေးတာလည်းမသိဘူးကောင်းနေမူလာတယ်ဟဟမ် ဟိုဘာဖြစ်တာလဲနေအိမ်ရောဝရလာဟာအာမသိဘူးမူးတယ်မူးတယ်မိဝါရဲ့အဲ့လိုနဲ့မျက်လုံးမိတ်ထားတော့မျက်လုံးထဲမှာရုပ်တရည်ဆိုသလိုငပိတ်ကိုမြင်လိုက်ရတယ်ဟဲ့ဘုဒ္ဓနေအစီမြည့်လားဘာဖြစ်ပြန်တာလဲငါငါငပိတ်ငပိတ်ကိုမြင်နေဟာအဲ့ဒီကောင်တိတ်ပင်ပေါ်ကပြုတ်ကြတာလေဟိုပြုတ်ပြုတ်ကြပြီးတော့လက်တစ်ဖက်ကျိုးသွားရည်ဟာမဖြစ်သေးပါဘူးငါငပိတ်စီကိုဖုံးဆက်လိုက်အောင် ဒါနဲ့ချက်ချင်းလည်းငပိတ်စီကိုဖုန်းဆက်လိုက်ကြတယ်။ငပိတ်ကလည်းဖုန်းကင်တော့ဟဲ့အောင်ငပိတ်မင်းကူမမလေးဟမ်ဖိုးတူလားငါကုတ်အိမ်မှာဗောမင်းကလေဟာအေးအိမ်မှာတည်တယ်မင်းကူဘာလုပ်နေရလဲလို့ငါလားအုံသီးတက်ခူးမလို့လीဘာဖြစ်လို့လဲဟာအဲ့ဒါဆိုမတက်နိုင်ငပိတ်မတက်နိုင်မင်းတိပိမောကပြုတ်ကြလीမာမတက်နိုင်ဖိုးတူစွန့်ရင်တကြီးပြောနေပြီမင်းငပိတ်ကတော့ဟဲ့အောင်ဖိုးတူငါမှလို့တိပိမောကပြုတ်ကြမှာလေး ိုင်းသမားငပိမာကွာဒီတိပင်အမြင့်လောက်ကတော့အေးစီပင်အေးပါမင်းရမင်းဘာပေးမယ်တက်ခဲ့တက်ခဲ့ဒီနေ့တိပင်မတက်နဲ့ကွာဟိုငါအာယုံထဲမှာမင်းတိပင်ဘဝနေပြုတ်ကြပြီလက်ကျိုးသွားရလို့မြင်ခဲ့တယ်ကွာငါတိပင်ဘဝပြုတ်ကြတာရာဆွေမရှိပါဘူးဖို့ထူတာမင်းမြင်မှကြောင်းငါတက်တင်ပြမယ်ဒါပဲဟိငပိန်နဲ့ပြပြောဆူဆူနဲ့ဖုန်းချသွားတယ်ငပိန်ကငါပြောတာကိုမယုံမိပါဘူး ငါတို့တွေသူ့အိမ်ကိုလိုက်သွားကြတာပေါ့အေးပါအေးပါဒါနဲ့သူတို့နှစ်ယောက်တူတူငါပိတ်အိမ်ကိုထွက်လာခဲ့ကြတယ်တရက်မှာတော့မိဝိုင်းအိမ်မှာဖိုတူနဲ့မိဝိုင်းစကားပြောနေကြတယ်ဖိုတူနေဟိုတကောက်ကငါပိတ်သိမေမောင်ကပြုတ်ကြတာတိုက်ဆိုင်တာပဲဖြစ်မှာပါနော်ငါလည်းမသိဘူးကတကယ်လားတိုက်ဆိုင်တာလားဆိုတာအဲ့ဒီရဲ့ချင်းဖိုတူကောင်ကကြိုက်လာပြန်တယ် အာငါကောင်းဟဲ့ဖိုးတူဟိုရရလားကောင်းမလားလားခဏကြာမှတော့ဖိုးတူတယောက်အထိတ်တလန့်နေတို့ပေါ့တို့ပေါ့ဟမ်တို့ပေါ့မဖြစ်လို့လေဖိုးတူရဲ့တို့ပေါ့ဗရိတ်မမိတဲ့ဆိုင်ငယ်ကြီးစီးပြီးတော့ဟိုရော်ထိတ်ကခောက်ဆွဲဆိုင်တွေဝင်းတိုက်သွားတာတဲ့ငါမြင်လိုက်ရတယ်ဟေးဟုတ်လို့လားနင်းဖြစ်လိုက်ရင်အလန့်တကြိုင်ပဲဖုန်းဆက်လေဒီကောင်တို့ပေါ့နားထောင်မှာမဟုတ်ဘူးငါတို့ဆိုင်သွားပြီးတော့တို့ပေါ့ဆိုင်ငယ်စီးလာတာကိုတားရမယ်ဒီလိုနဲ့ တူဘောဆိုင်ငင်းနဲ့လာမယ့်ရွာဒိကခောက်ဆဲဆိုင်ကိုနှစ်ယောက်သာပြေးသွားကြတယ်။တပတ်မှလည်းတူဘောကခောက်ဆဲဆောင်မှုအတွက်ဘိုက်စာစာနဲ့ဆိုင်ငင်းကိုအချိန်နေတည်းမောင်းလာတာပါ။ဘိုက်စာနေရောဆိုင်ရောက်ရင်ခောက်ဆဲနှစ်ပတ်ကန်တော့အตาလေးပဲ။အဲ့လိုနဲ့ဆိုင်ရောက်ကနေဘရိတ်အုပ်လိုက်ချိန်မှာဟာဟာဘရိတ်ဘရိတ်မမိတော့ဘူးအလုပ်ကြအောင်ဘရိတ်မမိတော့ဘူးယုတ်ဘရိတ်ဘရိတ်အဲ့လိုအော်ပြောလိုက်တော့ ဆိုင်နီးယအံပူးနဲ့မောင်ဘူးတို့ကတောင်းလန်ကြထပြေးကြတယ်။အဲ့လိုနဲ့တုတ်ပေါ်ဆိုင်နီးကိုအရှိန်ကြီးနည်းနဲ့ဝင်းအောင်လိုက်တော့တယ်။အဲ့ဒီအချိန်မှာပဲအမောတကောနဲ့ပြေးလာရင်ဖိုးထူးနဲ့မိဝိုင်းကဆိုင်ကိုရောက်လာကြတယ်။ဟာတွားပြီ။ဒီတကလည်းတုတ်ပေါ်ကမတားလိုက်နိုင်မြန်ဘူး။တုတ်ပေါ်တယောက်ကတော့ခုံချားရင်းရနေခေါင်းပေါ်မှာခောက်ဆွဲပတ်တီနဲ့ထလာတော့တယ်။ တရက်တော့ညတညမှာတော့မိဝိုင်းကဖိုးသူစီကိုဖုန်းဆက်လိုက်။အေးမိဝိုင်းပြောဖိုးသူနင်ခေါင်းနေပါလေမူးသေးလား။ဟမ်အခုထိတော့မမူးသေးဘူးဟာ။နင်ခေါင်းမူးရင်ဟိုရလာတဲ့ကြားမြင်နေရတကယ်မှန်လို့ပဲနော်။အေးဟုတ်တယ်ဟာငါတော့ကြောက်လာပြီ။တို့တို့လည်းပြောနေတော့ဖိုးသူတယောက်ရုတ်တရက်ဆိုတယ်လို့ခေါင်းနေမူးလာပြန်နေ။မိမိဝိုင်းငါငါခေါင်းမူးလာပြန်ပြီဟာ။ငါနဲ့ကိုမြင်နေမိဝိုင်း ငါဒီကနေ့ကိုမြင်တာဘလို့နေငါ့ကိုမြင်တာဟုတ်လားအေးဟုတ်တယ်နေမနေ့ပြန်ကြရင်ထမင်းချက်ရမှာတဲ့ဟဲ့ဖို့လူငါအနေတိုင်းထမင်းချက်ဟင်းချက်အိမ်မှုကိစ္စတွေလုပ်နေကြလိဟေးငါနေ့စရပါဟအေးပါစစနော်တကယ်ဖြစ်မှာစတယ်ထင်နေဦးမယ်အဲ့လိုနဲ့ပြောဆိုလို့ဖုံးချသွားပြီဖို့သူတယောက်ခဏကြာတော့ခေါင်းတကယ်မူးလာတာပါဖို့သူခေါင်းမူးပြီးအယုံနေမှာ မိဝိုင်းချက်သူလင်းရင်လက်ကိုဓာရှာတာကိုမြင်လိုက်တယ်။ဟာမိဝိုင်းမနဲ့ပြန်လက်ကိုဓာရှာမှလားမဖြစ်ဘူးဖြစ်ဘူး။ငါမိဝိုင်းကိုဖုန်းပြန်ဆက်မ။အဲ့လိုနဲ့ဖိုးတူလေးမိဝိုင်းကိုဖုန်းထက်ဆက်ပြန်နေ။အေးဘာလဲဖိုးတူရဲ့။နေမနဲ့ပြန်ချက်သူလင်းရင်ဓာရှာမှတဲ့။ငါခုလေးနေမြင်တာ။အမလီငါ့ကိုလာမဆောက်ပါနဲ့တော့ဖိုးတူရဲ့။ငါအိတ်တော်မယ်ဒါပဲ။ဟာမိဝိုင်းမလေးသူ့ကိုစရတယ်တင်ပြီးဖုန်းချသွားတော့တယ်။ဖိုးတူက သွားပြီငါမြင်တာတကယ်မဖြစ်ပါစေနဲ့မနေ့ရောက်တော့ဖူတူလေးမိဝိုင်းရင်ကိုထွက်လာလိုက်တယ်မိဝိုင်းမိဝိုင်းနောက်တော့မိဝိုင်းတယောက်လက်မှာပတိစီပြီးထွက်လာတယ်ဖူတူလေးမိဝိုင်းလက်ကပတိကိုမြင်တော့အခြေအနေကိုသိလိုက်တယ်ဟဲ့ဖူတူမင်းမင်းညာပြောသလိုပဲဟာငါမနဲ့စောစောဟိတာကြက်တော့စစ်တော်နိုင်ငါလက်ကိုဓာရှာတာအေးငါမပြောဘူးလားငါပြောတာနေမမယုံလားအေးလေ ။ဦးနေရပထမတစ်ခါကိုစတာတော့ဒုတိယတစ်ခါကိုငါဘယ်ယုံမလဲဟဲ့။အေးပါအေးပါ။ငါအခုလိုကိစ္စမျိုးတွေကိုနောက်မစတော့ပါဘူး။ပုလူနေအချားမြင်နေရတာမကောင်းနဲ့တူတယ်နော်။ဟိုရတာရတာတယောက်မှလည်းမကယ်နိုင်။အေးနော်။အစိုးရပူပန်ရတာပဲအဖက်တင်နေ။ဟုတ်တယ်။ဟိုဒါဆိုလေနေကိုချက်ကြီးစီသွားပြီးအကျိုးကြောင့်ပြောပြလိုက်ပါလား။အေးပါ။ဒါဆိုလေကိုချက်ကြီးစီသွားပြီးတော့တိုင်ပင်ကြတာပေါ့။အဲ့လိုနဲ့ဖိုတူနဲ့မိဝိုင်းတို့ ိုချက်ကြီးအိမ်ကိုထွက်လာလိုက်ကြ၏ကိုချက်ကြီးအိမ်ကိုရောက်တော့အိမ်ရှိမှဒီပြက်စီနေနေတဲ့ကိုချက်ကြီးကိုတွေ့လိုက်ရ၏ဟောင်းဖိုးထုလိုပဲမနဲ့စောစီပါလာကြလာကြဘာကိစ္စလဲအဲ့လိုနဲ့အိမ်ရှိကကိုပြစ်မှထိုင်လိုက်ပြီးဖိုးထုကသူပြပြခဲ့တဲ့မြကိုကိုချက်ကြီးကိုရှင်းပြလိုက်တော့တယ်။အော်မင်းကအကြမ်းမြင်ရတာတော့ဒုက္ခရောက်တာပေါ့ကွာ။ ဟိုကျွန်တော်လည်းကြားမြင်ရရင် လူတွေကိုကဲနိုင်မယ်ထင်တာကိုဗျ။ဟာလူတွေကိုအဲ့လိုနည်းနဲ့ကဲတင်လို့မရနိုင်ဘူးဖို့သူ။မင်းလူတွေကိုကဲတင်ခြင်းမင်းကိုမင်းအရင်မြင်နိုင်အောင်ကြည့်တယ်ရမယ်။ဘလို့ကြည့်ရမှာလဲကိုချက်ကြီး။ဒီလိုကမင်းလူတွေကိုကဲတင်ခြင်းလက်ရှိပြစ်ဆုံးမှန်မှာပဲကဲတင်နိုင်မှာ။ဒါကြောင့်အဲ့ဒီအချိန်မှာပဲလူတွေကိုကူညီဖို့အင်အားကြီးပြီးအသိရှိနေနိုင်ရမယ်။ဒါပေမဲ့လူတွေအားလုံးကိုတော့မင်းကူညီနိုင်မှာမဟုတ်ဘူး။ဒီဘက်မှာမင်းနဲ့ရေဆက်ပါတဲ့သူတွေလောက်ကိုပဲမင်းကူညီနိုင်မှာ။ မင်းဘသူကိုတော့မကူညီနိုင်ဘူးဘသူကိုတော့ကူညီနိုင်လိုက်တယ်ဆိုတာကံညီမကပဲဆုံးဖြတ်ပေးလိုက်မယ်ကျွန်တော်သဘောပေါက်ပါပြီကိုချက်ကြီးကိုချက်ကြီးပြောတဲ့အတိုင်းကျွန်တော်လူတွေကိုကူညီနိုင်အောင်အင်အားကြီးရဲ့လူတယောက်ပြအောင်ကြိုးစားပါမယ်အေးအေးကောင်းတယ်ဒါဆိုရင်ကျွန်တော်အခုအချမ်းမြင်ရနေရကြီးကိုဖယ်ပေးပါလားကိုချက်ကြီးအေးချက်ချင်းတော့မရဘူးမင်းစုတောင်းခဲ့တဲ့နေရာကိုသွားပြီးတော့ပယ်ဖြတ်ပေးဖို့ခွင့်ထားပါမှာဒီကနေမင်းဒီစမ်းကိုပယ်ဖြတ်ခွင့်ရအောင်ဆရာစီစဉ်ပေးလိုက်မယ် ဟုတ်ကဲ့ပါကိုချက်ကြီးကိုချက်ကြီးလည်းလမ်းကိုကြည့်ပြီးတော့ဖိုးထူးကိုအစီရင်နေချပေးလိုက်တော့တယ်